အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ထပ်ပြမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ Adobe PageMaker မှာကျွန်တော်ဒီ header footer page number ပေါ့နော်အဲ့ဒါကိုဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲကျွန်တော်ဒီ header ဆိုတာကဒီပထမတိရမှာထည့်လိုက်ရင်ကျန်တဲ့စာရွက်တွေမှာတော့အလိုလိုပါသွားတဲ့အားမျိုးပေါ့နောက်ရောဒီ page number ဆိုတာလည်းဒီ page 1 2 3 4ဒါရီဝင်သူစာမျက်နှာတော့ auto တက်သွားတယ်ဟာကိုပြောတာပေါ့ဟုတ်နော်အဲ့ဒီကျွန်တော်အဲ့ဒီထည့်ဖို့တော့ကျွန်တော်တို့ page မိကမှာကျွန်တော် master page ကနေသွားပြီးတော့လောက်ရတယ်ဟာနော်အဲ့ဒီ master page ကိုလောက်ဖို့အတွက်ကျွန်တော် file ကိုပါမယ် document set up ကိုဝင်မယ် document set up မှာကျွန်တော်ဒီမှာဒီဒီ option မှာကျွန်တော် double site ကိုမှန်ချစ်သွားပြီးတော့ထည့်ပြရမယ်ဟဲ့နော်ကျွန်တော်ဒီအမှန်ချင်းမထည့်ခင်မှာဒီဒီအောင်လာလေးကိုတစ်ချက်ကြည့်လိုက်ဒီကဒီမှာဒီဆားရပုံစံလေးကအာရှိမယ်1 2 3 4 5ပုံစံလေးရှိမယ်ဟဲ့နော်အဲကျွန်တော်ဒီ double site ကိုအမှန်ချစ်ထည့်ပြီးတော့ okay ပြလိုက်မယ်ဒါဆိုရင်ဒီအောက်မှာကျွန်တော် array r ရဲ့ဒါဒီနောက်ပြီးတော့ဒီ1 2 3 4 5ဆိုပြီးတော့သွားတယ်ဟုတ်နော် အဲ့လိုလေးပြောင်းသွားတယ်ဒီလို NR နှစ်ခုပေါ်နေရဲဆိုတော့ကျွန်တော် master beat ခေါ်တာလေလို့ခေါ်တာပေါ့နော်အခုကျွန်တော်ဒီ header တွေ footer တွေ page number တွေကိုကျွန်တော် master beat ကနေတောင်းပြီးတော့လုပ်ပြရတယ်အခုကျွန်တော်ဒီလုပ်ဖို့အတွက်ကြီးအဒီ LR ဆိုရက် seminar လေးကျွန်တော်နှိပ်လိုက်မယ်ဟုတ်နော်နှိပ်လိုက်တဲ့အခါမှာဒီမှာ seminar နှစ်ခုရလာတယ်ပေါ့နော်ဒါက Allen ဆိုတာဒီဘက်က left ကိုပြောပြီးဒီက r your right ကိုပြောတာပေါ့ဟုတ်ပြီနော်အဲဒါဆိုရင်ကျွန်တော်ဒီမှာအရင်ဆုံး header အရင်သွားပြီးထည့်မယ်ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာစာရေးမယ်စာရေးမယ်အဲ့တော့ဒီမှာကျွန်တော်တို့ပြီး PG တို့ပြီး page meter ပေါ့နော်7.0ဆိုကျွန်တော်ထည့်တယ်အဲဒီဘက်ကိုလည်းကျွန်တော် ဒီဒီစာတာပဲကျွန်တော်ပြန်ပြီးတော့ယူလိုက်အဲ့တော့ဒါကိုကျွန်တော် copy ယူဖို့အတွက် control order နဲ့ဖိပြီးတော့ဆွဲရမယ်အဲ့တော့အဆင်ရပြီနောက်ပြီးတော့ဒီမှာကဒီမှာကျွန်တော်တခါလေး page number တခါလေးထည့်ထားလိုက်မယ်ဒီဘက်ကဟာကျတော့ကျွန်တော် page 1ဖြစ်မယ် page 1အတွက်ပေါ့နော်ဒါ PG page အဲ့ဒီမှာကကျွန်တော်ဗာရရမယ်ဆိုတော့ control order b ကိုကျွန်တော်ရက်ပြရမှာ control order b เนาะ b ဆိုတာ b for flipping ကိုပြောတာပါ control order b ကိုကျွန်တော်ရက်လိုက်ရက်ခဲ့မှာကျွန်တော် automatic mm ဆိုပြီးတော့သွားပေါ်လာတယ်ဟုတ်ပြီ control order b ရက်ခဲ့ဆမ်းမှာ mm ဆိုပြီးတော့ပေါ်လာတယ်အဲ့လိုပဲဒီဘက်မှာလည်းကျွန်တော်ဒီတိုင်းပဲသွားပြီးတော့လုပ်မယ်ကျွန်တော်ဒီမှာ page ပြီးတော့ control order p to your rm ဆိုပြီးတော့ပေါ်လာမယ်เนาะဒီ lm နဲ့ဒီ rm ဆိုတော့သူကအတူပေါ်လာတာကျွန်တော် control order p ပဲရိုက်ပြရတယ်ဟုတ်ကဲ့အဲဆိုရင်ကျွန်တော်ဗာပြောင်းသွားမလဲเนาะဒီမှာ data master page မှာကျွန်တော်ဒီ adobe page မှာ010ရဲ့ဒီ page မှာက lm rm ဖြစ်နေတာပဲเนาะဒါဆိုတခြားဇာမင်းနာရီမှာဘယ်လိုဖြစ်သွားလဲဆိုရင်တခြားကြည့်ပြเนาะကျွန်တော်ဇာမင်းနာတိတ်ကိုနေလိုက်မယ်ဆိုရင် ီမှာ page မိက710 page 1เนาะဒီမှာ page နဲ့ကိုရိုက်နေမယ်ဆိုရင်ဒီမှာ page 2ဒီမှာ page 3ဒီမှာ4နဲ့5ကိုနေဒီမှာ page 4 page 5ဒီမှာ6 7ဟောနော်ဒီမှာက8 9ဆိုပြီးတော့သွားတယ်ဒါဆိုရင်ကျွန်တော်ဒီ domain page မိက710ဆိုတော့ဒီစာကလည်းစာမျက်နှာတိုင်းမှာပါလာတယ်နောက်ပြီးတော့ဒီ page number တရားလည်းသူ auto တက်သွားတယ်ပေါ့ ီလိုဘစ်မီကဒီ7.0ကိုကျွန်တော်ပြင်မှဆိုရင်ဒီဒီဆာမင်နာတွေကနေသွားပြီးတော့ကျွန်တော်ပြင်လို့မရဘူးเนาะပြင်လို့မရဘူးကျွန်တော်ဒီ master base ကနေပဲသွားပြီးပြင်ပြရအောင်เนาะဒီမှာကျွန်တော် master base ကိုပြင်ဝင်တယ်ပြင်ဝင်ပြီးတော့ဒီညမှာကျွန်တော်သွားပြီးတော့ပြောင်းပါပေါ့เนาะပြောင်းလိုက်မယ်ဆိုရင်ဒါဆိုရင်ဒီဒီဆာမင်နာမှာ ီဟာကပါသွားလိမ့်မယ်တင်မှာပါမယ်ပြီးရင်ဒီမှာကဒီ L နဲ့ R မှာဒီစာရွက်ပုံစံလေးကိုတစ်ချက်ကြည့်စာရွက်ပုံစံလေးဒီ N ကဒီစာရွက်ကဒီပုံစံလေးပေါ့နော်အဲဆိုဒီ L မှာကျွန်တော်ပြင်လိုက်တဲ့ဟာကအဲ page 2မှာသွားပြီးပြောင်းမယ် page 4မှာပြောင်းမယ် page 6မှာပြောင်းမယ် page 8မှာပြောင်းမယ်နော်ပြီး page 10မှာတော့ပြောင်းမယ်ဟုတ်နော် ဒီအာမှာပြင်လိုက်တဲ့ဟာက1နဲ့3ရယ်5ရယ်7ရယ်9ရယ်အဲ့လိုမှတော့ပြောင်းမှာနော်ဟုတ်ကျွန်တော် ပြောင်းလိုက်တဲ့ဒီဟာဒီစာကကျွန်တော် page 2မှာတော့ပြီးတော့ပြောင်းမယ်နော် page 3မှာမပြောင်းဟုတ်နော်အဲ့ဒါကတော့ကျွန်တော်ဒီ master page မှာတော့ပြီးတော့ထည့်လိုက်တဲ့ဟာတွေကဒီဘက်မှာအကုန်လုံးတော့ပြီးတော့ပြောင်းနေဟာတွေပေါ့အဲ့မဲ့ကျွန်တော်ကဒီမှာ lr မလို့ရင်ပေါ့ အဲ့ဒါမလို့ခြင်းဘူးဒါပေမဲ့ကျွန်တော်ဒီဒီဟာတွေကိုကျွန်တော်ထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရတယ်ဟာအရင်ဆုံးကျွန်တော်ဒီ LR မှာထည့်ထားတဲ့ဟာကိုသွားပြီးတော့ဖြတ်လိုက်မယ်ပေါ့နော်အရင်ကျွန်တော်ထည့်ထားတဲ့ဒီစာတွေဒီ page number တွေဒါတွေကျွန်တော်ကုန်ပြန်ဖြတ်လိုက်ဒါကျွန်တော် master page မှာဖြတ်နေတာဖြတ်ပြီးသွားပြီဖြတ်ပြီးသွားတဲ့အခါမှာ master page မရှိတော့ဘူးဒီမှာအဆုံးတခြားဆာမင်နာတွေမှာလည်းအဲ့ဒါမရှိတော့ဘူး ဲနော်မရှိတော့မရှိတော့ဆိုတော့ခုနကျွန်တော်တို့ double side မှချစ်ခဲ့တဲ့ဟာကျွန်တော်ပြန်ပြီးတော့ဖြုတ်လိုက်မယ်နော်ဒီမှာ double side ကိုကျွန်တော်ဖြုတ်လိုက်ဖြုတ်လိုက်တဲ့အခါမှာဒီမှာဒီမှာ r တခုပဲကျင်တော့တယ်ဒီမှာဒီနေ့တော့96ခွင့်ကို30နော်3မိနစ်ရှိဒီ r ကတော့သူ့ရဲ့ master beat ပေါ့ဟုတ်နော်ခုန l r ဟိုက r ကိုကျွန်တော် double side ကိုမှချစ်ဖြုတ် ခဲ့တဲ့အတွက်ပေါ့အခုကျွန်တော်ဒီအာမသွားပြီးတော့ထည့်မယ်ဘာလို့ဒီကြီးဝင်ဇီရိုဆိုပြီးကျွန်တော်ထည့်လိုက်မယ်ဒီမှာကတော့အောက်ကျသွားရဲဆိုတော့ဒီမှာဘေးကမလောက်ဘူးဘေးနားလေးကိုဆွဲလိုက်ရင်ဒါဆိုသူရသွားတယ်အဲ့တော့ဒီတော့ဒီမှာစာမျက်နှာတက်မယ်စာမျက်နှာ300နဲ့ပဲကျွန်တော် page page ကကျွန်တော်မရေးချင်တဲ့ရတယ်ဟဲ့နော် ဲ့မှာကျွန်တော်ဘာရိုက်မလဲဆိုတော့ကျွန်တော် R ပေါ့ R လို့ပါရတော့ကျွန်တော် control order P သူက RM ဆိုပြီးတော့ auto တက်လာတယ်ဒါဆိုရင်သူတခြားတခြားစာမျက်နှာတွေမှာပေါ့တခြား1 2 3 4စာမျက်နှာတွေမှာဒီဟာကသွားပြီးတော့ auto နဲ့သွားပြီးပေါ်လာလိမ့်မယ်เนาะ1 2 3 4 5 okay အဲ့ဒါကျွန်တော်ဒီမှာ က်တာတက်တာရေပေါ့အဲဖူတာကတော့အတူတူပါပဲဒီဟောင်းအောက်ချတိုင်းဖူတာဖြစ်မှာပဲနော် page number တက်တာရေပေါ့အဲလိုညွန်ဒီနေ့ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှာတက်တွေ့တော့